ဘာကြီးမှာဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာကြည့်လေအကြောင်းတရားဘလို့ရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာလဲဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲရှားတတ်တော်တွေရောဘယ်ကရောက်လာလဲ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစင်မှန်အကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လန်းမှမီတော့မမြင်နိုင်မမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆိုင်ရာအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆိုင်ရာအကြောင်းတရားတွေရှိတယ်ဩကာသလောကကြီးမှာလည်းပဲဆိုင်ရာအကြောင်းတရားတွေရှိတယ်သူဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှားရွက်တဲ့အယူဆတဲ့ရပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမှန်မကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟုတ်တကယ်ဖန်ဆင်းတာမှမဟုတ်ဖဲအဲ့ဒါမှဝိသမဟိတုဒိဋ္ဌိတူအဲ့ဒါကိုလက်ခံသူ ရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့အလေးနဲ့မစင်းစားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် c o s e l e s s ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြတယ်အဟိတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိသူကသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ ဩဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်မြတ်စွာဘုရားကအကြောင်းတရားကိုရှာပြတယ်ဘာနဲ့ရှာပြပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြသစ္စာ၄ပါးနဲ့ရှာပြမှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအဖြစ်ဘာကိုဟောတော့သစ္စာ၄ပါးကိုဟောတယ် လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တုံးဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးစရာကောင်းပြီးခဘာမှမရှိဘူးလို့ပြောအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အ낵ကခုတ်စိတ္တမမှန်ကန်သည့်အတွက်ယုံမုန်းစရာကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ဘယ်လိုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် စက်ဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုင်အေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုတော့ဘုရားဝါဒကဒုက္ခကြီးကိုကြည့်နေတဲ့ဝါဒကြီးလို့ဆိုပြီး pessimism လို့ထင်မှားကုန်ကြတာအဆိုးမြင်ဝါဒကြီးလို့ဒီလိုထင်နေကြပြန်မဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါဒကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒု จิตนัสเสียไม่กังวลขะถิ่นในใดตะคู่มาไม่ရှိมาอยากจ้าโลถิ่นในไม่ရှိยุ่งในนามะရှိนี่ดิแม้มาโลถิ่นในยุ่งในนามะရှိนี่ดิตูโลถิ่นในไม่ရှိงาโลถิ่นในไม่ရှိตะแกရှိนี่ดายุ่งในนามะရှိดิဟာဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာအဲ့ဒါလောကကြီးတစ်ခုလုံးကိုဒုက္ခလို့ဘုရားကနာမည်ပေးထားတယ် နာမည်ပေးထားပြီးတော့ထိုဒုက္ခဘာကြောင့်ဖြစ်တာတော့ဆိုရင်ဒုက္ခသမုဒယဆိုပြီးတော့တဏ္ဏကိုအဓိကထားပြီးတော့ဟောလိုခြင်းတွေ့တန်းနေတဲ့တဏ္ဏသည်ဒုက္ခဖြစ်ခြင်းအကြောင်းတစ်ခုပဲလို့ဒါအကြောင်းရှာပြတာနော်တတ္တလောကတ attva တွေဘာကြောင့်ဖြစ်နေတာတော့တဏ္ဏကြောင့်ဖြစ်နေတာသင်္ခါရတွေဘာကြောင့်ဖြစ်နေတာတော့တဏ္ဏကြောင့်ဖြစ်နေတာသစ္စာရှုတော်ကပြောလို့ရှင်ဒီလိုပြောအောင် ဲ့ဒါဟာပစ္စယပရိခညာဘသူကတင်ပေးအဘိဓမ္မာတင်ပေးနေတာဟုတ်ကဲ့လားအဲ့ဒီသစ္စာ၄ပါးကိုအကျဲ့ချင်းလိုက်တော့ဘာဖြစ်လဲဆိုရင်ပဋိစ္စသမုပ္ပါဒ်ကြည့်မြတ်စွာဘုရားထပ်ရှာပြဒုက္ခဆိုတာဘယ်အစဘာကြောင့်ကြောင့်စအဝိဇ္ဇာအမှန်မသိတာကစပရိစ္ဆသမုပ္ပါဒ်ဆိုတာ အရစကားနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်ပရိသတ်သဘောပတ်ကိုလွယ်တယ်လို့တော့မပြောရဘူးပေါ့လေအရစကားနဲ့ပြောပြီးရှင်းရှင်းလေးတွေးကြည့်လိုက်ပရိသတ်သဘောပတ်ဆိုလုံတဲ့သလားမလုံတဲ့ဘူးလားမသိဘူးယမ်းလုံတယ်ယမ်းလုံတော့တခုဖြစ်လာတယ်ကဲတခုဖြစ်လာတဲ့အခါကျတော့ပြဿနာတွေဆက်တက်လာတယ်အဲ့ဒါဒုက္ခပဲပေါ့ကဲလုံတဲ့လားမလုံတဲ့လားမသိဘူးဆိုတာအဝိဇ္ဇာ ယမ်းလှုပ်တယ်ဆိုတာသင်္ခါရပဲကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်ဟုတ်လားယမ်းလှုပ်တယ်ဆိုတာသင်္ခါရဖြစ်သွားဖြစ်လာတဲ့အခါကျတော့ကောင်းတာလှုပ်မိရင်တစ်မျိုးဆိုးတာလှုပ်မိရင်တစ်ဖုံးပြဿနာတွေတက်လာတယ်သင်္ခါရပစ္စယဝိညာဏပဲအဲ့ဒါပေါ်လာတော့ဒုက္ခတွေဆက်ဆက်လိုက်လာတယ်တရေစိတ်လေးပေါ်လာတာနဲ့ယုတ်တိဏ္ဍီပေါ်လာတယ်ယုတ်တိဏ္ဍီပေါ်လာတဲ့အခါဘာဖြစ်တော့လူရဲ့ခန္ဓာကိုယ်မှာအော်ဂန်တွေပေါ်လာတယ် မျက်စိတွေအင်္ဂါနာမျက်စိနာနာနှစ်ယောက်ကိုစိတ်ဆိုပေါ်မလာဘူးလားကဲအဲ့ဒီမျက်စိတွေနားတွေနှာခေါင်းတွေရလာတဲ့အခါလူကဘာလုပ်တော့မျက်စိရှိတော့ပြင်မကတွေကြည့်တာပေါ့ဗျပြင်မကအာယုန်တွေနဲ့ဆက်သွယ်မလုပ်ဘူးလားအဲ့ဒါကိုပြောတာမျက်စိနာနာနှစ်ယောက်ဆိုတာတွေကိုတဏှာယတနာလို့ခေါ်တာဘဝဆိုတာဒါပဲလေ တရေစိတ်လေးပေါ်တယ်တရေစိတ်လေးပေါ်ပြီးတော့ရုပ်တည်နံနေကြီးထွားလာတယ်ကြီးထွားလာတဲ့အထက်မှာဘာတွေပါလာတော့ဆိုရင် မျက်စိတို့နားတို့နှာခေါင်းတို့ဟုတ်တာလျှာတို့ကိုယ်တို့စာတွေပါလာတယ်ပါလာပြီးတော့ဘာဖြစ်လဲပြင်ပဗဟိတအာယုန်နေနဲ့ဆက်သွဲလာဆက်သွဲလာတာကိုသဏ္ဍာရဏပစ္စယဖတ်တော်လို့ပြောတာဆက်သွဲလာတော့ဘာဖြစ်အတွေ့အကြုံရတာပေါ့မရဘူးလားမျက်စိကမြင်တယ် လှတယ်ဆိုတဲ့အတွေ့အကြုံရသွားတယ်။မလှဘူးဆိုတဲ့အတွေ့အကြုံရသွားတယ်။ပြောစရာကောင်းတယ်ဆိုတဲ့အတွေ့အကြုံရတယ်။ပြောစရာမကောင်းဘူးဆိုတဲ့အတွေ့အကြုံရတယ်။နားကအတန်လေးကြားတယ်။ကောင်းတယ်ဆိုတဲ့အတွေ့အကြုံရတယ်။မကောင်းဘူးဆိုတဲ့အတွေ့အကြုံရတယ်။နှာခေါင်းကအနံ့လေးရှူလိုက်တယ်။လျှာကအရသာလေးလျှက်မိတယ်။ခန္ဓာကိုယ်ကထိတွေ့လိုက်တယ်။စိတ်ထဲကကြံစည်တယ်။ဘာတွေဖြစ်လဲ။အတွေ့အကြုံတွေရတယ်။ အဲ့ဒီအတွေ့အကြုံလေးတွေကိုအင်္ဂလိပ်လိုတော့ experience လို့ပြောတာဝေဒနာဆိုတာ experience ပဲ feeling လို့ပြန်နေကြပါမယ်လို့တကယ်တော့ experience ပဲအာယုံနဲ့ပတ်သက်ပြီးအတွေ့အကြုံလေးတွေရသွားကောင်းတယ်မကောင်းဘူးဆိုတာဘယ်သူကမှတ်တမ်းတင်ပေးထားတော့ဆိုတင်ညာတော့ကမှတ်တမ်းတင်ပေးလိုက်တယ်ဘယ်သူကနေပြီးတော့စိတ်ဆော်ပြီးတော့လှုပ်ပေးထားတော့ဆိုရင် စေရနာတော့ကစိတ်ဆော်လှုပ်ပေးထားတယ်ဩော် အဲ့ဒါကိုပဲပရိစ္ဆာသဘောဝါမှာဆံရအကြောင်းနေပြောတာလေလူတွေရဲ့တဏ္ဏမှာအင်္ဂါတွေပေါ်လာသည့်အတွက်ကြောင့်ပြင်ပနဲ့ဆက်သွယ်တယ်တဏ္ဏပစ္စယဖတ်တော့ဆက်သွယ်တဲ့အခါအတွေ့အကြုံရတယ်ဖတ်တာပစ္စယဝေဒနာဟောအတွေ့အကြုံရတော့ဒီရင်ရလာလို့ဆိုမရသေးဘူးဘာတွေလို့တော့ကြိုက်တယ်မကြိုက်ဘူးဖြစ်လာတယ်မျက်စိကမြင်ပြီးတဲ့နောက်မှာဒီဓာတ်ရင်ရတာမဟုတ်ဘူးကိုကြိုက်တဲ့အာယုံကိုကြိုက်တယ်နောက်တစ်ခါတွေ့ရင်လည်းကြိုက်တယ် ဟောမကြိုက်တဲ့အာရုံကြနောက်တစ်ခါတွေ့လည်းမကြိုက်ဘူးအတန်လည်းထို့တူပဲကိုကြိုက်တဲ့အတန်မကြိုက်တဲ့အတန်နှစ်မျိုးကွဲလာတယ်ဟောကြိုက်မကြိုက်လာဘူးလားကြိုက်ရင်လောဘမကြိုက်ရင်ဒေါသဒီလိုဖြစ်လာသို့သောပရိစ္ဆသဘုပ္ပမှာဒေါသကိုမြတ်စွာဘုရားထဲ့မဟောဘူးဘာဖြစ်လို့ထဲ့မဟောတော့ဆိုရင်ရေပုံရအားဖြင့်ဒီကမကြိုက်ဘူးဆိုရင်ကြိုက်တာထက်ရှာဒါကြောင့်မို့လို့ မကြိုက်ဘူးဆိုရင်လည်းရနေမှာမဟုတ်ဘူးကြိုက်တာကိုထပ်ရှာမယ်ဟုတ်ကဲ့လားဒါကြောင့်မို့လို့ဝေဒနာပစ္စယတဏ္ဏဝေဒနာပစ္စယဒေါသမဟုတ်ဘူးဝေဒနာပစ္စယတဏ္ဏပဲဟောထားတာဘာဖြစ်လို့တော့ဝိတ္တိဘက်မှာရှင်းထားတာရှိတယ်လေဒုက္ခိဒုက္ခံပတ္ထယတိဒုက္ခိဒုက္ခံပတ္ထယတိအဲဒုက္ခိဒုက္ခံပတ္ထယတိ ဆင်းရဲတဲ့လူကချမ်းသာတာကို တောင်းတတယ်ဒုက္ခိဒုက္ခံပတ္ထယတိဒုက္ခိဘယောပိအိစတိချမ်းသာတဲ့လူက ပို့ပြီးတော့ချမ်းသာခြင်းတယ်ဟောတနာကြီးပဲဆိုလိုတာကဒုက္ခိဒုက္ခံပတ္ထယတိကိုမကြိုက်တော့ဆင်းရဲတဲ့ဝေဒနာတွေ့လို့ရှင်ဘာဖြစ်တော့ဒုက္ခကိုလိုချင်တယ်ဒုက္ခရထားတဲ့ပုဂ္ဂိုလ်ကဘာလိုချင်များလို့ပို့ပြီးတော့ကောင်းတဲ့ဒုက္ခကိုလိုချင်များတယ် ဒါကြောင့်မို့ဝေဒနာပစ္စယတဏှာလို့ပဲခေါ်တယ်။နော်။ဘဝဆိုတာဒါပါပဲ။အဲ့ဒါတွေကိုဘယ်သူကသင်ပေးတုံးဆိုပရိစ္ဆသဘုပ္ပတ်ဘိဓမာကသင်ပေးနေတာနော်။ဘိဓမာအဓိကထားပြီးတော့သင်ပေးနေတာ။အဲ့ဒါဘာလို့ဆိုရင်ပစ္စယပရိဂဟဉာဏ်ကိုရင့်တန်စေဖို့ရအတွက်အကြောင်းတွေအကျိုးတွေကိုဆင်ခြင်စဉ်းစားတတ်လာတယ်။ဘဝဆိုတာဒါပဲ။ ကြိုက်လာတဲ့အခါဘာဖြစ်လောဘဖြစ်လောဘဖြစ်လာတော့ဘာဖြစ်လဲအစွဲလန်းတစ်ခုဖြစ်လာတယ်။စွဲလန်းလာရဲ့ဘာဖြစ်လဲစွဲလန်းလာတော့ဘဝတစ်ခုတည်ဆောက်လာတာပေါ့ဘဝတစ်ခုတည်ဆောက်လာတဲ့အခါနောက်ဘာဖြစ်တုန်းဇာတိဆိုတဲ့မွေးဖွားမှုတစ်ခါလာပြန်တယ်ဇာတိဆိုတဲ့မွေးဖွားမှုလာတာနဲ့နောက်ကဆက်လိုက်လာတာဘာတွေတုန်းဩရာရဲ့တေရာရဲ့ဟုတ်ကဲ့လားဇရာနဲ့မရဏနဲ့ဆက်လိုက်တာဟောတန်တရားဆိုတာဒါ အဲ့ဒါကိုမြတ်စွာဘုရားပိဿယပရိက္ခတကယ်အစစ်မှန်အကြောင်းတရားကိုရှင်းပြီးတော့ပြောတာအဲ့ဒီပိဿယပရိက္ခညာ knowledge of causality ဆိုတာရှိပြီဆိုလို့ရှိရင်ဘာဖြစ်လဲကင်ခာဝိတရဏဝိတုဒ္ဓိတန်တရားဆိုတော့မရှိတော့ကမ္ဘာလောကကြီးဘယ်သူဖန်ဆင်းတာတုံးဆိုတာဖန်ဆင်းရှင်ရှားလို့တဲ့အကြောင်းမဲ့ဖြစ်တာဆိုတဲ့အတွေးတွေဖန်ဆင်းရှင်ကြောင့်ဖြစ်တဲ့ဆိုတဲ့အတွေးတွေလုံးဝပျောက်ပြီးတော့ ဉာဏ်ထဲမှာလုံးဝဆုံးဖြတ်သွားနိုင်တယ်။အဲ့ဒါကြောင့်မလို့သူ့ကိုကင်ခာဝိတရဏဝိတုဒ္ဓိလို့ခေါ်တယ်။ကင်ခာဝိတရဏတန်တရားတွေကိုကြော်နှွားသွားတယ်။တန်တရားတွေကိုဖယ်ရှားပြစ်လိုက်ပြီးတော့ဝိတုဒ္ဓိစင်ကြယ်သွားတယ်တဲ့။တန်တရားတွေကစင်ကြယ်သွားနိုင်တဲ့အသိဉာဏ်မျိုးရသွားတယ်လို့ဒီလိုပြောတာနော်။